အင်္ဂလန်နိုင်ငံလန်ဒန်မြို့မှာရှိတဲ့ Thames မြေမြောက်ဘက်ကန်ကသမိုင်းဝင်ရဲတိုက်ကြီးတစ်ခုဖြစ်တဲ့ London မြို့စဉ် Tower of London ရဲ့အကြောင်းကိုပြောပြသွားပါမယ်။ န်းနှံ့မြောက်ခြင်းကအရန်ကိုလှပပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပြီးတော့ဒီမျောခြင်းကြီးမှာမကြာခဏဆိုသလိုတရေတစီရီရဲ့၆လမှုတွေနဲ့ကြုံတွေ့ရတဲ့တဲ့လို့မျောခြင်းအောင်ဆောင်တဲ့အဆောင်ဝင်တဲ့နေရည်လာရောက်လည်ပတ်တဲ့သူတွေရဲ့ပြောကြားချက်တွေလည်းရှိပါတယ်မျောခြင်းရဲ့သမိုင်းကြောင်းကိုပြောပြပါမယ်1066ခုနှစ်မှာနော်မန်ဒီကမင်းသားတစ်ပါးဖြစ်တဲ့ဝီလီယမ်ဟာအင်္ဂလန်ကိုစတင်တိုက်ခိုက်လာပါတယ် ဒီလိုနဲ့2066ခုနှစ်အောက်တိုဘာ14ရက်မှာ Battle of Hastings ဆိုတဲ့တိုက်ပွဲမှာဝီလီယမ်ရဲ့စစ်တပ်က Harold Second ပေါ့နော်အင်္ဂလန်ဘုရင် Harold Second ရဲ့စစ်တပ်ကိုအောင်းနိုင်ပြီးတော့ Harold ကကြာဆုံးသွားတယ်အဲ့လိုဟာရိုးပြင်ကြဆုံးသွားတဲ့အခါမှာအင်္ဂလန်ရဲ့မှာအုပ်ချုပ်သူကမရှိတော့ဘူးအဲ့ချိန်မှာပဲဝီလျံရဲ့ဆင်ရလည်းအရန်ကြီးမှလာတယ် ဟာရုကြဆုံးမိသွားတဲ့နောက်ပိုင်းလန်ဒန်ကိုဝီလီယံကတရက်ကြီးဝင်သွားတာမျိုးမရှိဘဲနဲ့အင်္ဂလန်နိုင်ငံရဲ့ပြပတ်လေးကိုသူ့ရဲ့စစ်အင်အားနဲ့သူကဝန်းရံလိုက်တယ်။သူကအင်အားပြတာပေါ့နော်။အဲ့ဒီအချိန်မှာလန်ဒန်မှာရှိတဲ့လူတွေကလည်းဝီလီယံကိုတော်လှန်လို့မရနိုင်ဘူးဆိုတော့သိတဲ့အတွက်ကြောင့်မို့လို့သူ့ကို1066ခုနှစ်ဒီဇင်ဘာလ25ရက်နေ့မှာ Westminster Abbey မှာ King of England အဖြစ်နဲ့တရားဝင်ဆိုးဆန်သူအဖြစ်သူ့ကိုအတိအမှတ်ပြုခဲ့ကြတယ်။ ဝီလျံဟာလန်ဒန်မှာသူ့ရဲ့အာဏာတည်မြဲဖို့ကိုအင်အားပြတဲ့အနေနဲ့သူကတခုခုတည်ဆောက်ဖို့စပြီးစဉ်းစားတယ်။အဲဒီတော့သူကဒီ Tower of London ကို1090ပြည်လောက်မှာစတင်တည်ဆောက်ခဲ့ပါတယ်။လန်ဒန်ကိုထိန်းချုပ်ဖို့စီရေးပြတဲ့အနေနဲ့လည်းသုံးခဲ့တယ်။ပြီးတော့ဒီ Tower of London ကိုတည်ဆောက်တုန်းကတက်သားတွေနဲ့တည်ဆောက်ခဲ့တာဖြစ်ပေမဲ့1098ခုနှစ်မှာတော့ကြောက်တုံးတွေနဲ့ပြန်ပြီးပြန်တည်ဆောက်ထားခဲ့တယ်လို့ဆိုပါတယ်။ ညောချင်းကြီးဟာပေ90တောင်မြင်တယ်ပြီးတော့သူ့ရဲ့အောက်မှာလည်း15ပေးထူတဲ့ဒရိုင်းနဲ့လည်းကာရန်ထားတယ်လို့လည်းသိရပါဗျ။ဒီညောချင်းကြီးကိုနော်မန်ဒီယာကျောက်တုံးနေတည်ပြီးတော့တိစောက်ခဲ့တာလို့ဆိုပါတယ် နောက်ပိုင်းမှာတော့ဘီရင်ဆက်ဆက်ကမျောစင်းကြီးကိုပို့ပြီးချဲ့ထွင်လာတယ်။အဲ့ဒီအထဲထဲမှာလက်နက်တိုက်တွေ၊နေရာထိုင်ခင်းကြေးကြီးတွေ၊ပြော်နိုင်ငံအရေးကြီးတဲ့ယန္တနာတွေတင်းစီထားတယ်ဒီတော်ဝင်ယန္တနာတွေပေါ့နော်။အဲ့ဒီနေရာတစ်ခုဖြစ်ကိုလည်းသုံးလာခဲ့တာ။အဲ့ဒါပြင်ဒါအပြင်ဒီနေရာမှာအကျဉ်းသားတွေကိုအကျဉ်းချတဲ့ထောင်ပုံစံနဲ့အသုံးပြုခဲ့ကြပါသေးတယ်။ လန်နယ်မျော်စင်ထဲမှာပထမအဦးဆုံးအကျဉ်းသားဖြစ်ခဲ့တဲ့သူအကြောင်းပြောပြပါမယ်။သူက Ranulph Lambert ဖြစ်ပါတယ်။အင်္ဂလန်ဘုရင် William II ရဲ့လက်အောက်မှာသူကလက်ထောက်အရာရှိတစ်ဦးဖြစ်လို့လုပ်ခဲ့တယ်။နောက်ပိုင်းမှာတော့ Bishop of Durham နဲ့ဖြစ်လဲအလုပ်လုပ်ခဲ့ပါတယ်။သူပါဖြစ်လို့အကျဉ်းချခံခဲ့ရတယ်လေဆိုတော့ 1100ပြည့်နှစ်မှာဝီလီယံ II တည်ဆုံသွားခဲ့ပြီးတော့နောက်သူ့ရဲ့ညီ Henry I ကဆူဆန်လာပါတယ်။အဲဒီမှာ Ranu Flambeck ကိုဒီဘန်နာရေးတွေအခွန်အေးစီးမြင့်တွေအလွဲသုံးစားလုပ်တယ်။ကိုကျိုးအတွက်အကျိုးမြတ်ရှာတယ်ဆိုတဲ့အပြစ်နဲ့သူ့ကိုဖမ်းဆီးပြီးတော့ Tower of London ထဲမှာအကျဉ်းချထားခဲ့ပါတယ်။ဒီလိုနဲ့သူက Tower of London ထဲမှာ1100ပြည့်နှစ် August 15ရက်နေ့မှာပထမဆုံးအကျဉ်းသားဖြစ်လာခဲ့တယ် ထောင်ထဲမှာ6လလောက်နေခဲ့ပြီးတော့သူကဓမ္မဆုံးအောင်မြင်စွာနဲ့ထွက်ပြေးနိုင်ခဲ့တဲ့သူပါထောင်တရာပြည့်ဩဂတ်မှာဖန်ဆီးခံရပြီးတော့ထောင်တရာတစ်ခုနဲ့မှာသူ့ရဲ့မိတ်ဆွေတွေရဲ့ကူညီပေးမှုနဲ့အတူသူကနော်မန်ဒီကိုအလွတ်ထွက်ပြေးနိုင်ခဲ့ပါတယ်သူကတော့ပထမဦးဆုံးဖမ်းခံခဲ့ရပြီးတော့ ပထမဦးဆုံးပဲထွက်ပြေးနိုင်ခဲ့တဲ့သူပေါ့နော်သူရဲ့သူကတော့အောင်မြင်စွာနဲ့ထွက်ပြေးနိုင်ခဲ့တယ်ဒါပေမဲ့သူရဲ့နောက်ပိုင်းအချင်းချခံရတဲ့သူတွေကတော့ကံစိုးမှုတွေအများကြီးနဲ့ကြုံတွေ့ခဲ့ရပါတယ်ဒီလိုနဲ့ပဲလန်ဒန်မျိုးစိန်ဟာ16ရာစုနဲ့18ရာစုတွေမှာနှိမ့်ဆက်ညှိမ့်ညင်းတွေအချင်းချခြင်းတွေမှာနာမည်ကြီးလာခဲ့တယ် နေဆက်ညံမှန်းချင်းတွေကိုလည်းအမျိုးစုံပြုလုပ်ခဲ့ကြရဲกว่าဥပမာတသေးကွန်ခွာတာတို့ဘာလို့ပေါ့နော်အဲ့ဒီနေဆက်မှုတွေရဲ့ဌာညာစိတ်ကုသခွင့်ရခဲ့တာသမိုင်းတလျှောက်မှာ48ခုပဲရှိခဲ့တယ်လို့မှတ်တမ်းတွေအများသိရပါတယ်အကျော်ကြားဆုံးတစ်ဖက်ကွန်မြင့်မှုတွေရဲ့အကြောင်းပြောပြပါမယ်အဲ့ဒီဟာတွေကတော့မီဒီယာ၃ဦးခေါင်းဖြတ်တန်းခံရတာဖြစ်ပါတယ်ဦးဆုံးတစ်ယောက်ကတော့မီဒီယာအန်ဘိုလင်ဖြစ်ပါတယ်သူကခင်းဟင်နရီ8ရဲ့ဒုတိယမြောက်ဇနီးပါ အန်ဗိုလင်းဆိုတာကတမိုင်းအင်္ဂလန်ရဲ့တမိုင်းနဲ့မှာအလွန်နာမည်ကြီးတဲ့သူပါသူရဲ့ဘဝလေးတမိုင်းအပြောင်းလဲတစ်ခုဖြစ်စေခဲ့ပြီးတော့ Tower of London ရဲ့အကောင်းဆုံးသူရဲ့ပုံမြင်တွေတည်းကတပုတ်ဖြစ်ခဲ့ပါတယ်အန်ဘိုလင်းကို1900ခုနဲ့1908ခုနဲ့အဲအဲ့လိုမျိုးနှစ်တင်မှာမဖွားခဲ့တဲ့တတိချာချာတော့မှတ်တမ်းနေမရှိခဲ့ပါဘူး သူရဲ့အဖိုးကအင်္ဂလန်နိုင်ငံမှာဩဇာအရှိဆုံးအမျိုးသားတဦးလို့လည်းဆိုပါရယ်အန်ဘိုလင်းလေးကပြင်သစ်နိုင်ငံမှာနေထိုင်ခဲ့တယ်ပြီးတော့1922ခုနှစ်မှာသူကအင်္ဂလန်ကိုပြန်လာခဲ့တယ်ဒီလိုနဲ့ပဲသူကခင်းဟင်နရီအိမ်နဲ့ချစ်ကြိုက်ပြီးတော့1933ခုနှစ်မှာဒုတိယမိဖုရားဖြစ်လာခဲ့ပါတယ်ခင်းဟင်နရီအိတ်ကလေအရန်ကိုမိမများတဲ့ယောက်ျားဘယင်တယောက်ပေါ့နော်သူ့မှာသူယူခဲ့တဲ့ မိန်းမက6ယောက်ရှိတယ်လို့ပြောတယ်။အဲ့တော့ပထမဦးဆုံးတစ်ယောက်ကကြတော့ Catherine of Aragon ပေါ့နော်။အဲ Catherine of Aragon နဲ့မှသူကတမိတော်လေးတစ်ပါးမွေးခဲ့တယ်။တကယ်တော့သူကသူ့ရဲ့ထင်းနှံကိုဆက်ခံနေတားတော်လို့ချင်းခဲ့တာ။ဒါပေမဲ့ဟိုကတမိတော်လေး Mary First ကိုမွေးဖွားခဲ့တယ်။ဆိုတဲ့အချိန်မှာသူက Catherine ကို question လိုက်တယ်။ကွာရှင်ပြီးတော့သူအန်ကိုယူခဲ့တယ်အန်နဲ့မှလည်းသူကတမီးလေးအဲလစ်ဘတ်ကိုမွေးဖွားခဲ့တယ်။ဟောအဲလစ်ဘတ်ကိုမွေးပြီးတော့ သုံးနှစ်ကြာတဲ့အချိန်မှာအဲလစ်ဘက်လေးသုံးနှစ်သမီးလောက်မှာအန်ကိုလန်ဒန်မျှော်စင်အောင်သူကပြောင်းရွှေ့လာခဲ့ခိုင်းနေပေါ့နော်ဒီလိုပြောင်းလာခဲ့တယ်ဆိုတာတကယ်တော့အန်အတွက်ကောင်းတော့လာခြင်းမဟုတ်ပါဘူးဟင်နရီကအန်ပိုလင်းဟာသူ့ရဲ့ညီနဲ့ဖောက်ပြန်နေပြီးတော့ထီးနှံကိုလူဖို့လဲကြံစီတယ်အဲ့လိုမျိုးဆွဆွဲချက်တင်နေအန်ကိုဖန်စီခေါ်ဆောင်လာခဲ့တာပဲဖြစ်ပါတယ်တမိုင်းမတန်းနေရတော့ဒါဟာလှုပ်ကြံဆွဆွဲခံရခြင်းလို့လည်းရေးသားဖော်ပြခဲ့တယ် တချို့တွေကြတော့လည်းဗာပြောတယ်လဲဆိုတော့အန်ဟာတာယောက်ကြလေးဖွားမြင်ပေးခြင်းနေပေါ့နော်ဘာလို့လဲဆိုတော့ဒီအရင်ကဟိုတာယောက်ကြလေးရမ်းလိုခြင်းနေတယ်ဆိုတော့သိတော့သူကမွေးပေးခြင်းနေဒါပေမဲ့လည်းသူကတမိတော်လေးပဲမွေးဖားခဲ့တာတော့ကြောင့်သူကွာရှင်းခံရမှာကြောက်တယ်အဲ့ဒါနဲ့သူကဒီ ဟိုတခြားတယောက်နဲ့တားယောက်ကြလေးမွေးဖို့သူစူးစမ်းရတယ်ပေါ့လေဆိုပြီးတော့အဲ့လိုမျိုးပြောဆိုမှုတွေရလည်းရှိတယ်ဒီလိုနဲ့ပဲအန်ဟာရုံးတင်စစ်ဆေးခံရပြီးတော့အပြစ်ရှိတယ်လို့သတ်မှတ်ခံရတယ်။အားနဲ့အန်ဘိုလင်းကိုလန်ဒန်မျောစင်မှာပဲ1936ခုနှစ်မေလ19ရက်နေ့မှာသူ့ရဲ့ခေါင်းကိုဓာတ်နဲ့ဖျက်ပြီးတတ်ခဲ့တယ်။သူအသက်ခံရပြီးတော့17ရက်ကြာတဲ့အချိန်မှာပဲ17ရက်ပဲကြာတယ်နော်ဟင်နရီကတတိယမြောင်မယားအဖြစ်ဂျိမ်းစီမော်နဲ့လက်ထပ်ခဲ့တယ်။ ။ Henry ကသူချစ်ပါတယ်၊ကြိုက်ပါတယ်ဆိုပြီးတော့ယူခဲ့တဲ့ Anne ကိုလည်းအသက်ခံရတာကိုလည်းနည်းနည်းလေးမှဝမ်းနည်းကြောင်းထိခိုက်နာကျင်ရကြောင်းမပြခဲ့ဘူး။အဲတတိယမြောက်ဇနီးဂျိန်းစီမောကတော့ Henry လိုချင်နေတဲ့တာယောက်ကြားလေး Edwardsis ကိုဖွားမြင်ပေးခဲ့တယ်။အဲ့လိုဖွားမြင်ပေးခဲ့ပြီးတော့၁၂ရက်လောက်ကြာမှပဲဂျိန်းစီမောကအသေးရောဂါဖြစ်ပြီးတော့သေဆုံးသွားခဲ့တယ်။ အဲ့နောက်မှာ Henry က Anna Cleve ဆိုတဲ့တယောက်နဲ့1540မှာလက်ထက်ခဲ့တယ်။လက်ထက်ပြီး6လလောက်ပဲကြာတယ်။ကွာရှင်းခဲ့ပြန်တယ်။ဒီလိုနဲ့ပဲ Henry ဟာ Anne Boleyn ရဲ့ဝန်ကြီးညီမဖြစ်တဲ့ Catherine Howard ကိုချစ်ကြိုက်ပါတယ်လို့ဖြစ်ပြန်တယ်။ပြီးတော့သူက900မြောက်ဇနီးအဖြစ်နဲ့လက်ထက်ခဲ့ပြန်ရော။အဲ့ဒါနဲ့ Catherine လေးဟာအဲ့အချိန်မှာအသက်16ဆောက်ကုန်မှရှိသေးတယ်။ Catherine လေးနဲ့လက်ထက်ပြီးတော့2နှစ်ပဲရှိသေးတယ်။ က်တည်လဲသူကတိကျမပြနိုင်ပဲနဲ့ဒီကက်သရင်းဟာသူ့ကိုဖောက်ပြန်တယ်ဆိုပြီးဆွဆွဲကြတယ်လန်ဒန်မြို့ဆင်မှာပဲဒုတိယမြောက်အဖြစ်ခေါင်းပြတ်တက်ခဲ့ပါတယ်သူ့ရဲ့ဆွဆွဲချက်ကတော့ကက်သရင်းလေးဟာသူနဲ့မယူခင်ကတော့အိမ်အောင်ကြခဲ့ဘူးလေဆိုတဲ့ဆွဆွဲချက်ပါကောင်းဖြတ်တက်ပြီးတော့နောက်တည့်ရက်မှာပဲဒီပါလီမန်တွေကအပြိုစင်မဟုတ်တဲ့သူတွေဟာဘယင်နဲ့လက်ဆက်ခွင့်မရဆိုတဲ့ဥပဒေကြမ်းတရားကိုထုတ်ပြန်ခဲ့တယ်။နောက်ပိုင်းတော့ဟင်နရီဟာနောက်ဆုံးကက်သရင်းပါဆိုတဲ့တယောက်နဲ့လက်ထပ်ခဲ့တယ် သူကတော့ Henry ရဲ့နောက်ဆုံးဇနီးမယားဖြစ်တဲ့အသက်ရှင်ကျန်ခဲ့တဲ့သူလည်းဖြစ်တယ်ပေါ့နော်နန္ဒမျောစင်မှာဝန်းထဲကြေခွဲစရာကောင်းဆုံးတတိယမြောက်ကောင်းဖြတ်သက်ခံရတဲ့သူကတော့ Lady Jane Grey ပါ။သူ့ကိုလူတွေက 90s Queen လို့လည်းခေါ်တယ်။ကိုယ့်ရဲ့ဘယင်မဆိုပြီးတော့သိကြတာပေါ့နော်။သူကတော့ King Henry 7ရဲ့မြေတော်လေးပါ။ Black Henry အရဲ့နောက်ဆုံးဇနီးအဖြစ်တဲ့ Catherine ဖာနဲ့သူကအတူတူနေထိုင်မှုဆေးလွတ်ချင်းခံခဲ့ရတယ်။သူကအတိုင်းပညာရည်လည်းအများကြီးသင်ခဲ့ရတယ်ပညာတဲ့အမျိုးသမီးလေးတယောက်ပေါ့နော်။ဒီလိုနဲ့ Henry 8တည်ဆုံးသွားပြီးတော့ Henry 8ရဲ့ဇနီးမယားတွေတဲ့ကမွေးထားခဲ့တယ်။ဒါ Edward 6ကဘယင်ဖြစ်ထိနှံဆက်ခံခဲ့တယ်။ Edward 6က ဘရင်ဖြစ်သူကရှိနေတော့မှာပဲတက်ကလေးကလည်းငငယ်လေးဖြစ်တဲ့အတွက်သူကအိမ်တော်နေပါရဲ့လည်းမကြောက်ဘူးမိသားတွေပါရဲ့လည်းမရှိကလေးတွေပါရဲ့လည်းမမွေးအဲ့လိုအချိန်လေးမှာပဲသူကတည်ဆုံးသွားပြန်တယ်အဲ့တော့သူတည်ဆုံးသွားတဲ့အချိန်မှာသူ့ရဲ့ပထမအဦးဆုံးခုနဟင်နရီအေးရဲ့ပထမအဦးဆုံးမိန်းမကမွေးထားတဲ့ Mary Fast ကိုနန်းတက်ရမှာပေါ့နော်ဒါပေမဲ့လည်းအဲ့သူတို့ထိနှဲနေရအလုပ်ထုံးစံတိုင်းနန်းနှင်းရေရှုပ်တော်ပုံနဲ့ Mary Fast ကိုထိနှဲမပေးချင်ကြတဲ့လူတွေလည်းရှိအောင်ပေါ့အဲ့သူတို့တွေကလည်းသူတို့အင်အားတွေနဲ့သူတို့ ခုနကပညာရမျိုးသမီးလေးဖြစ်တဲ့ Jane Grey ကိုအမွေဆက်ခံသူဆိုပြီးတော့တတ်မှတ်ပြီးတော့အဲထိနိုင်ယူပေးပလိုက်ရောအဲ့လိုနဲ့ Lady Jane Grey လေးက1953ခုနှစ်ဇူလိုင်10ရက်နေ့မှာပဲသူကမိဖုရားအရာဘင်ရင်မအဖြစ်သူကခန့်အပ်ခြင်းကိုခံခဲ့ရတယ် ပြီးလဲပြီးတော့အမမေရီဖက်စ်ကမေရီဖက်စ်ကသူ့ကိုကူညီတဲ့သူတွေထိနေနေရဒီနန်းတော်တွေရပဲပေါ့နော်သူ့ကိုကူညီတဲ့လူတွေရှိတယ်အဲ့ဒီလူတွေရဲ့အဲ့ဒီလူတွေရဲ့ကူညီမှုတွေပြီးတော့ပြည်သူတွေရဲ့ထောက်ခံအားပေးမှုတွေမေရီဖက်စ်ကိုတော့လူတို့ကထောက်ခံတယ်လို့ပြောကြတယ်အဲ့ဒီထောက်ခံအားပေးမှုတွေနဲ့အတူမေရီဖက်စ်ကထိနေအောင်ပြန်လဲရယူခဲ့တယ်တဲ့အဲဂျိန်းဂရေးလီကသူကဘယင်မအဖြစ်နဲ့ကိုယ့်ရဲ့ပဲသူကနေခဲ့ရတာပေါ့နော် ပြီးတော့သူကဂျိန်းဂရေးကိုဖမ်းလိုက်ကြတယ်ဖမ်းပြီးတော့ Tower of London နဲ့ကိုပဲထည့်ထားတယ်အဲ့ပထမဆုံးမှာတော့ဒီ Mary Fast ကဒီဂျိန်းဂရေးကိုသူကဂျိန်းဂရေးရတကယ်တော့အဖြစ်မရှိပါဘူးပေါ့နော်သူ့ကိုတည်တံမပေးဖို့သူကပြောခဲ့တယ်ဒါပေမဲ့လည်းပြည်သူတွေရဲ့လှုပ်ရှားမှုတွေလူလူအုံသွားမှုတွေအဲ့လိုမျိုးတွေရှိလာတယ်ကြောင်မူလို့ပဲ1954ခုနှစ် February လ12ရက်နေ့မှာပဲဒီ London Tower ထဲမှာရှိတဲ့ Tower တွေအများကြီးရှိရတဲ့ Tower Green မှာကောင်းဖြတ်တက်ခံခဲ့ရတယ် အဲတက်ခံရတဲ့ချိန်ရသူအသက်က16နှစ်18နှစ်ပဲရှိခဲ့သေးတယ်။အရန်ကိုအသက်ငယ်ငယ်လေးနဲ့တည်ဆုံးသွားခဲ့တဲ့သူပေါ့နော်။ဒါရီကတော့ဒီ London Eye Tower ထဲမှာလဲကြံလဲဖြစ်နေပြီပေါ့။တကယ်ကိုတမိုင်းကောင်းလဲဖြစ်နေပြီ။ကောင်းဖြတ်တက်ခံရတဲ့နမကြီးမီဒီယာတွေ ဖြစ်တယ်။အဲဆိုနောက်ထပ်ကိုယ်ဒီမှာနာမည်ကြီးတဲ့အရာတွေရှိသေးတယ်။တခြားလဲနှိမ့်ဆက်ညှဉ်းပန်းမှုတွေ၊တပ်ဖြတ်မှုတွေလို့ရက်ဆက်ကြမ်းကြုတ်မှုတွေအများကြီးရှိနေတဲ့နေရာမှာထင်ရှားတဲ့ဟာလေးတွေကိုပဲပြောသွားပါမယ်။အဲဆိုသူတို့ရဲ့ရက်ဆက်ကြံကြုံမှုတွေရဲ့အကြောင်းတွေကိုဇလန်းတစ်ခုစီ ပြောပြလို့ရှိရင်သူက series တစ်ခုလုံးမျိုးအများကြီးဖြစ်သွားမှာပေါ့နော်အဲတော့ခုနောက်ပြောပြမယ့်ဟာလေးကတော့ The Princess in the Tower လို့ ဖြစ်ပါတယ်အဲ့ဒါကြတော့ဒီထဝရဲမှာရှိတဲ့ကြောက်ဆုံးသွားတဲ့မင်းသားနှစ်ပါးရဲ့အကြောင်းပါသူတို့ကဘယ်သူတွေလဲဆိုတော့တယောက်ကတော့ Edward V ပါသူက1480ခုနှစ်မှာမွေးပြီးတော့1483ခုနှစ်မှာသူကကြောက်ဆုံးသွားခဲ့ပါတယ်သူအသက်73နှစ်မှာကြောက်ဆုံးသွားတာပေါ့နော်သူကဘယ်သူလဲဆိုတော့ ဒီ Edward Ford ရဲ့ဘုရင် Edward Ford ရဲ့အကြီးဆုံးသားလေးဖြစ်တယ်။နောက်တစ်ယောက်ကကြတော့ Richard ပါ။ Richard ကကြတော့ဒီ Edward ရဲ့ညီတော်တာပေါ့နော်။သူက1483ခုနှစ်မှာမွေးခဲ့ပြီးတော့1483ခုနှစ်မှာလည်းသူ့အကိုနဲ့အတူကြောက်ဆုံးသွားခဲ့တာပါ။သူတို့တွေကဒီ Edward ဘုရင် Edward Ford နဲ့ Elizabeth Woodville ရဲ့သားတွေဖြစ်ပါတယ်။ ူးတွေဘယ်လိုဖြစ်ခဲ့ရလဲဆိုတော့1483ခုနှစ်မှာဒီဘုရင် Edward Fourf ကတည်ဆုံသွားတယ်သူတည်ဆုံသွားပြီးတော့သူတို့ရဲ့ထုံနှံဆန်လာအရာဆိုလို့ရှိရင်ဒါကြီးဆုံး Edward V ကဘုရင်ဖြစ်လာမှာပေါ့နော်ဆိုတော့ဒီ1490မှာမွေးခဲ့တယ်တာတော်လီယာသူဖခင်ဆုံးသွားတယ်1483ဆိုရင်သူ့အသက်က73နှစ်ပဲရှိသေးတယ်ဆိုတော့ဒီလိုအရွယ်လေးမှာသူက ဒီဘယင်ဖြစ်ထိနှောင်းကိုစိုးစံမှုပုတ်ချုပ်ဖို့ဆိုတာဘလို့မှဖြစ်နိုင်အောင်ပေါ့နော်ဒါဆိုတော့သူ့ရဲ့ဦးလေးတော်တဲ့သူကဦးလေးတော်တဲ့သူက Richard ကသူ့ကို Richard Dad ပေါ့ Richard Dad ကသူ့ကိုစောက်ရှောက်ပေးမယ်ဒါသူ့ကိုနောက်ွယ်ရနေပြီးတော့အဲသူလောက်ရမယ်အလုပ်တွေဒီမင်းသား Edward မင်းသားလေးဘယင်လောက်ရမယ်အလုပ်တွေကိုသူနောက်ွယ်ရဦးလေးဖြစ်တဲ့သူကလုပ်ပေးမယ်ဆိုပြီးတော့သူက ထင်းထင်းထောက်ထောက်တဲ့သူအဖြစ်ကတာဝန်ယူခဲ့။ဒါကလည်းသူတို့ရဲ့အမေဖြစ်တဲ့ Elizabeth ကတော့ဒါကြီးကိုဘောမကြောက်ဘူးပေါ့နော်။ဘောမကြောက်ဆိုရင်သူဘာမှမတန်းနိုင်ဘူးလေ။ဒါထုံနှန်းဆန်တာလည်းဖြစ်နေတော့ဦးလေးဖြစ်တဲ့သူကပဲတာဝန်ယူခဲ့တယ်။တာဝန်ယူပြီးတော့ရတဲ့အချိန်မှာပဲဒီညီကိုနှစ်ဦးဖြစ်တဲ့ Edward V နဲ့ Richard ဆိုတဲ့ကလေးနှစ်ယောက်ကို Tower of London နဲ့ကိုပို့လိုက်တယ်။အဲ့လိုပို့ပြီးတော့မကြခင်မှာပဲဒီကလေးနှစ်ယောက်စလုံးဟာပျောက်ဆုံးသွားခဲ့တယ်ဘယ်လိုပျောက်သွားမှန်းမသိဘူးပေါ့နော်ဒီကလေးနှစ်ယောက်ဟာတည်သွားတာလား နောက်ဆုံးမှလာမဖြစ်တယ်ဆိုတော့ဘသူမှရှင်နေထက်တိုင်းမတီးခဲ့ကြပါဘူးအဲတချို့တွေကတော့ဗာပြောလဲဆိုတော့ဒါ Richard Tut ကတတ်လိုက်တာဆိုတော့ဆွဆွဲချက်တည်းကတော့အများဆုံးပေါ့နော်သူတို့ကသူကထိနှောက်လို့လူကျန်တဲ့အတွက်ကြောင့်မို့လို့ဒီသားတော်လေးနှစ်ပါးကိုသူတို့တတ်ပစ်လိုက်တာလို့ပြောကြပါတယ်ချို့ရကြတော့လေဒါထူးဆန်းစွာနဲ့ပျောက်ဆုံးသွားတယ်လို့ပဲရိုးရှင်းစွာနဲ့အဲတွေးတွေးဆကြတယ်ပေါ့နော် ။နောက်ပိုင်းကျတော့1684ခုနှစ်လောက်မှာတော့ Tower of London နဲ့မှာဒီလိုခလေးလေးတွေရဲ့အယူအယူပုံစံတွေ့ခဲ့ရတယ်လို့ပြောတယ်။တမိုင်းပညာရှင်တွေကတော့အဲ့ဒါဟာခုနကပျောက်ဆုံးသွားခဲ့တဲ့ Princess in the Tower ဖြစ်နိုင်တယ်ဆိုပြီးတော့သုံးသပ်ကြတယ်။လက်ရှိမှာတော့ဒီအယူကလေးတွေကို Westminster Abbey ထဲမှာဟို ကိုတွင်းပြီးတော့မြုံနှံထားခဲ့ရပေါ့နော်ဆိုတော့ပထမဦးဆုံးဆွဆွဲချက်ဖြစ်တယ်သူတို့ဦးလီရစ်ချတ်တတ်ကတက်လိုက်တာဆိုတဲ့ဟာကတော့ဒါဖြစ်နိုင်ဆုံးပါပဲဆိုတော့ဒီကလေးနှစ်ယောက်ကို Princess in the Tower ဆိုပြီးတော့နာမည်ကြီးကြတယ်။ဒါသူတို့ရဲ့ဒီ Tower of London နဲ့မှာအရန်ကိုနာမည်ကြီးတဲ့မိသားလေးနှစ်ပါးရဲ့ပျောက်ဆုံးမှုပေါ့နော်။ တော့အခုက Tower of London နဲ့အဓိကနေရာတွေကိုပြပြပါမယ်။ Tower of London နဲ့မှာ Tower လေးတွေရှိသေးတယ်ပေါ့နော်။အဲ့ဒါကတော့တခုကတော့ Tower Green မှာ Tower Green ကသူကမြခင်းကြီးလည်းရှိတယ်။အရင်လည်းကျင်းဝန်းတဲ့ခန်းမကြီးပေါ့နော်။ဆိုတော့အဲ့ဒီမှာကခုနကပြောတဲ့ media သုံးပါးဖြစ်တဲ့ M Bowling ရဲ့ Catherine Howard ရဲ့ Lady Jane Grey တို့ရဲ့အဲ့ဒီမှာခေါင်းဖြတ်တက်ခံခဲ့ရတာဖြစ်ပါတယ်။အဲတခြားပုံမှန်အကျဉ်းသားတွေကိုတော့အဲ့ဒီညမှာခေါင်းဖြတ်တာမဟုတ်ဘူး။ Tower Hill အပြင်ဘက်တွေမှာတက် တက်ခဲ့တာပေါ့နော်။နောက်နောက်တဲ့ tower တစ်ခုကတော့ white tower လို့ခေါ်တယ်။ tower of london ထဲမှာဒီ white tower ကတော့သူကအစွမ်းလေးထက်တယ်လို့အဖိုးတန်ဆောင်အဆောက်အဦနေရပေါ့နော်။အဲ အဲဒီတည်းမှာသူကဝီလျံကဒီဟာကိုတခြားခဲ့ပြီးတော့သူကငါးမီးအဖြူကြောက်တင်တယ်လို့တခြားခဲ့တယ်လို့ပြောတယ်။ဆိုတော့ဒီမှာကဘာလုပ်ကြလဲဆိုတော့သူကစစ်တပ်အင်အားရဲ့ပြတာပြတာသူရဲ့စစ်တပ်အင်အားကိုပြရတဲ့ပွဲအတွက်ကိုအဓိကတုံးတဲ့စာအုံတစ်ခုပေါ့။နောက်တစ်ခုကကျတော့ Bloody Tower ။ Bloody Tower ကတော့ဒါကြောက်စရာအကောင်ဆုံးနေရာလို့ပြောတယ်။ Princess in the Tower တို့ပျောက်ခဲ့ရလေအဲ့ဒါပါတယ်မှပဲပြောကြတယ်။ နောက်ဆုံးထားပါတခုကတော့ Chapel Riot of St Peter and Vincula လို့ခေါ်ရနေရပါအဲ့ဒီဟာထာဝါကြတော့ထာဝါ greenna မှာရှိတယ်အဲခုနကတော့ကောင်းဖြတ်တက်ခံရတဲ့ and bowling တို့ catherine howard တို့ lady jane grey တို့ရဲ့အယိုးတွေကိုဒီနေရာမှာပဲမျှဝေကြိုးထားတယ်လို့ဆိုပါတယ်ဆိုတော့ tower of london နဲ့က6လမ်းနေဆက်ဖြစ်တဲ့တရေနဲ့ဝင်းနေတဲ့အကြောင်းပြောပြပါမယ်ပထမဆုံး and bowling and bowling ကို ဒီ Tower Granite မှာ Tower Granite မှာတက်ခံရတဲ့ကောင်းဖြတ်တက်ခံရတဲ့ Ambulin ကအဲ့ဘက်ဒီမှာ corridor မှာညညဆိုလို့ရှိရင်ခေါင်းမပပဲနဲ့ဟိုလမ်းရှောင်နေ ်ပေါ့နော်တလန်းရှောင်နေတဲ့ဟိုရှေးတုန်းကပုံစံဝိယုံနေနေပေါ့အဲသူ့ဝိယုံကိုကြည့်လိုက်လို့ရှိရင်သူ့ကစားစင်ရင်ပုံနေအယောင်နေကအန်ဘူလင်ဝတ်စားစင်ရင်ပုံနေနဲ့တစ်ခါတည်းတူနေတယ်ဒါကြောင့်ဒါဟာအန်ဘူလင်ရဲ့ဝိညာဉ်ဖြစ်မယ်လို့ပြောကြပါတယ်နောက်တစ်ယောက်ကက်သရင်ဟိုဝတ်ကကြတော့သူကတကယ်တကယ်တမ်းခေါင်းဖြတ်အသက်မခံရမိမှာပဲသူကထားပါတယ်မှာအရန်အော်ဟစ်တယ်ငိုကြွေးတယ်ပြီးတော့အဆောက်အအုံတွေကိုသူ့ကိုမတတ်ပါနဲ့ဆိုပြီးခလေးလေးလိုမျိုးတောင်းပန်ခဲ့တယ်လို့ ပြောတယ်မှတ်တမ်းတွေထဲမှာရေးထားတယ်အဲ့ဒါကြောင့်မို့လို့သူ့ရဲ့ဒီသူရှိနေခဲ့တဲ့နေရာသူ့အချင်းချခဲ့တဲ့နေရာမှာလေညညာဆိုလို့ရှင်လို့ပေါ်တန်ဟစ်တန်နေငိုတန်နေတောင်းမှန်တန်နေလို့ကြားတတ်တယ်လို့ပြောကြတယ်နောက်တယောက်ဖြစ်တဲ့ Lady Jane Grey ကကြတော့သူကတော့ 90s Green Queen ပေါ့နော်သူကသူကကြတော့အလိုမျိုးမိုးတွေရွာလာတဲ့နေ့တွေဆိုလို့ရှင်သူက လမ်းထွက်ထွက်လျှောက်တယ်လို့ပြောတယ်ကော်ရက်တာမှလေသူ့ရဲ့ပုံစံကလည်းလို Jane Grey ရဲ့ဝစားစင်ရဲ့ပုံစံနဲ့လျှောက်နေတဲ့အမျိုးသမီးတယောက်ဖြစ်တဲ့အတွက်ဒါ Jane Grey ရဲ့ဝိညာဉ်လို့ယူဆကြတယ်နောက်ပြီးတော့ The Princess in the Tower ဖြစ်တဲ့ဒီ Edward V နဲ့ Richard ပေါ့ဒီသားလေးနှစ်ဦးပျောက်သွားတဲ့သားလေးနှစ်ဦးကကလေးလေးနှစ်ယောက်ရဲ့အရေးတည်ဘယ်လိုမျိုးပြေးသွားပြေးလွားရလုံနေကြရဲဆိုတဲ့ဟာတွေကိုလည်းတွေ့ကြပြောတယ်ဒါဆိုရင်တော့ဒီဟာကပျောက်သွားတဲ့မင်းသားလေးနှစ်ပါးရဲ့ဝိညာဉ်ပေါ့နော် ပြည်ချင်းတောင်ထဲမှာလေအတက်ခံခဲ့ရတာရဲ့ဆက်ဆက်ညင်းမနေဆက်ခံခဲ့ရတာရဲ့အများကြီးဆိုတော့ဖြစ်နိုင်ခြင်းရှိတာကတော့မကျွတ်မလွတ်သေးတဲ့တခြားဝိညာဉ်တွေလည်းရှိမှာပေါ့နော်ဒီနေရာမှာဒါနာမည်ကြီးတဲ့လူတွေဖြစ်တယ်ဒီထဲမှာမှာနောက်ထပ်တစ်ယောက်ကကြတော့ Abella Stoop ဆိုတဲ့တစ်ယောက်ပါဒီမျိုးသမီးကကြတော့ Elizabeth Bass ရဲ့ အာညီမဝင်ခွဲတော်တာပေါ့လေသူကလည်းလိုပဲနိုင်ငံရေးကိစ္စတွေကြောင့်သူကလည်းတော်လဲတော်တယ်ထက်လဲထက်မြတ်တယ်မိမတယောက်ဖြစ်တယ်ဆိုတော့သူ့ကိုနိုင်ငံရေးတွေ့ချောင်းမယ်လို့ထင်းနှံလူယူมาဆိုတယ်ဆိုတဲ့အကြောင်းနေပေါ့လေအဲ့ဒါတွေကြောင့်မယ်သူ့ကိုဖမ်းပြီးတော့တထောင်နဲ့1600ခုလောက်မှာသူ့ကိုဖမ်းခဲ့တယ်လို့ပြောတယ်ဖမ်းခဲ့ပြီးတော့သူ့ကိုထောင်ချခဲ့တယ်ပေါ့နော်အဲသူကလည်းထောင်ဖောက်ပြေးကိုစူးစမ်းတယ် အမပြေဖို့ကြတာလည်းမအောင်မြင်ဘူးဒီလိုနဲ့ပဲ1655ခုနှစ်မှာသူကဒီတာဝါထဲမှာပဲထိမ့်သိမ်းခံနေရစင်မှာပဲဇွင်းနေအများကြီးကျစ်ပြီးတော့ဟိုယောဂါတွေဖြစ်ပြီးတော့သိဆုံးသွားတယ်လို့ပြောတယ်တချို့ကလည်းသူကအစာငတ်ဆန္ဒပြရဲအစာငတ်ပြီးတည်တာပေါ့နော်အဲ့လိုပြောတချို့ကြတာလည်းမဟုတ်ဘူးသူကဒါစေးကြီးကြ သူတောက်တဲ့ဆေးတွေကြောင့်အဲ့လိုမျိုးတည်သွားတာပေါ့လေ။ဟောဆိုပြီးပြောတယ်။အဲ့သူ့ရဲ့ဝိညာဉ်ကလည်းဒီနေ့ထက်တိုင်းပဲလို့၆လံနေတယ်။တာဝါထဲမှာသွားလာနေကြတယ်လို့ပြောတယ်။ပြီးတော့နောက်ထပ်တခြားသောတခြားသောတခြားသောအတန်လေးလည်းရှိတယ်လို့ပြောပါတယ်။အဲ့ဒါတွေကတော့လက်နက်တွေရဲ့အတန်ပေါ့နော်။ White Tower မှာကသူတို့ကဒီစစ်တပ်ရဲ့ စစ်တပ်ရဲ့နဲ့ပတ်သက်တဲ့ဆိုင်ရဆိုင်ရတွေပြတာပေါ့နော်ကျမတို့ရှင်မှာဆိုလို့ရှိရင်တမရပြကန်းတို့လိုမျိုးပေါ့အဲဆိုတော့သူတို့ကဒီစစ်ဝတ်စုံတွေရှိမယ်ဓာတ်တွေရှိမယ်ဒီမှာလက်နက်တွေသူတို့ဟိုးရှိခိရှိခိရှိခိအစင်စအုံပြူခဲ့တဲ့ဟာတွေပြတာပေါ့လေအဲအဲ့လိုပြပွဲတွေရှိတယ်ပြထားတဲ့ဟာရှိရပေါ့အဲ့တော့ညာဘက်တကြလို့ရှင်ရဲ့အဲ့ဒီ white tower ကနေပြီးတော့ဘာကြီးကြရလဲဆိုတော့ ဝိယုံရဲ့အတန်ဝိယုံနည်းလျာလေးလို့တန်ကြက်ကာရီလေးဆိုတော့အတန်နေမိတာပေါ့နော်။ဒါဆိုလို့တန်ကြက်ကာရီနဲ့လှုပ်လှုပ်ရှားတဲ့အတန်တွေကြားရတယ်။ပြီးလို့ရှိရင်အဲ့လိုလမ်းလျှောက်တဲ့အတန်တွေကြားရတယ်ပေါ့နော်။စစ်စစ်ဖက်နဲ့တန်တွေပေါ့။အဲ့လိုမျိုးတွေကြားရတတ်တယ်လို့ဆိုပဲ။အဲ့တော့နောက်တစ်ခုကကြတော့တကားရီအတန်ပေါ့။တကားတန်တွေပြီးတော့ထားဝရဲမှာတော့အဆောက်အုံတည်တည်မဟုတ်ပဲနဲ့15ရာစုရုံးနေရလက်ရာတွေအတိုင်းတချို့ကရှိသေးတယ်။ဆိုတော့အဲ့ဒီတကားရီရဲ့ ဟိုတော့ကလောက်တရားလေဟိုတော့ကဟာဒီပေါ့နော်အဲ့လိုမျိုးလေးဆိုအတန်ရမ်းမြည်ရလေအဲအဲ့လိုတော့ကလောက်တွေဖွင့်တဲ့အတန်ပိတ်တဲ့အတန်အဲ့လိုမျိုးလေးကြာရအဲ့တော့ဒါကပုံမှန်မဟုတ်ဘူးပေါ့နော်6လမ်းမျိုးလေးပဲလို့ယူဆတယ်နောက်တစ်ခုကကြတော့ တာဝါတွေရဲ့ basement area တွေလို့မြေရောက်ခန်းနေတယ်မှာဆိုလို့ရှိရင်ရောက်ပြီဆိုလို့ရှိရင်ရောင်းအေးရတဲ့ခံစားချက်လေးပုံမှန်မဟုတ်တဲ့ issue နေမှာကိုနာမှာကိုမမြင်ရတဲ့အရာတခုရောက်လာပြီဆိုရင်ချက်သိမ့်မွင်းနေနေထပြီးအေးသွားတယ်ဆိုတဲ့ဟာမျိုးတွေအဲ့လိုဟာမျိုးတွေခံစားရတယ်ဒါကလည်း၆လမ်းမှုတစ်ခုလို့လူတွေကယူဆကြတယ်။နောက်တစ်ခုကကြတော့ beef feeders တွေအဲဒီရ၆လမ်းမှု beef feeder ဆိုတာကလေဟိုးရှေးခေတ်ကအင်္ဂလန်တွေရဟိုးအေးရှေးခေတ်တွေတော့က ဒီဒီတာဝါတွေရဲ့အဆောင်တွေကိုပြောတာသူတို့တွေကဒီမှာရှိတဲ့အကျဉ်းသားတွေကိုစောင့်ရတယ်ဟိုပြီးတော့ဒီအဲတက်မိန်ကြတဲ့လူတွေကိုတက်ပေးရတယ်အဲ့လိုလူတွေပေါ့နော်အဲ့လိုလူတွေအဲ့လိုလူတွေအဲ့လိုအဲ့လိုကအောက်ဘက်စားတယ်အဲ့ခက်ကအောက်ဘက်စားတယ်နေပဲလာပြီးတော့၆လှန်နေကြတယ်ခါခါကြရင်သူတို့ကသူတို့ကိုသူတို့တိုးခိုက်အနေနဲ့တောင်မှလို့လာပြီးတော့စကားပြောတာမျိုးတွေရှိတယ်သူတို့အတန်နဲ့ကြားရတတ်တယ်လို့လည်းပြောကြတယ် ဒါကတော့လူတွေရဲ့ခြောက်လန့်မှုတွေအကြောင်းပြောကြကြတဲ့စကားတွေပေါ့နော်အဲ့တော့အခုပြောပြမှာကတော့ဒီလက်ရှိမှာတော့ Tower of London ရဲ့အခြေအနေကိုပြောပြပါမယ် Tower of London ကို1958ခုနှစ်မှာတော့ UNESCO က World Heritage Site ဖြစ်သတ်မှတ်ပြီးတော့အင်္ဂလန်နိုင်ငံရဲ့အရန်ကိုအရေးကြီးတဲ့သမိုင်းအမွေအနှစ်တစ်ခုအဖြစ်စပြီးတော့ထိန်းသိမ်းထားခဲ့ကြပါတယ် နောက်ပြီးတော့ခီးသွားလာရလို့ရတဲ့နေရာပေါ့เนาะ။မတူးကြိုက်တည်ပေါ့။ tourist တွေလာပြီးလှည့်လည်ပြီးတော့ကြည့်ရှုကြတယ်။တနက်ကိုတဲ့ခီးသွားပေါင်းက2တန်းကျော်အောင်လာကြတယ်လို့ပြောတယ်။သူတို့ကရှေ့အဲ့လိုမျိုးရှေ့အစဉ်ဆက်သုံးခဲ့ကြတယ်။ဘီယင်နေမိဖုရားတွေသုံးခဲ့ကြတယ်။ coronation မှာသုံးတဲ့စိန်ပစ္စည်းတွေ crown တွေအဲ့အရာတွေကိုလာပြီးတော့ကြည့်ကြတယ်။ပြီးလို့ရှိရင်အဲ့လိုရှေ့အောင်အဆောင်တွေရဲ့ပုံစံတွေအဝိဇ္ဇုံတွေအဲ့အရာတွေကိုလည်းသူတို့လာပြီးတော့ ကြည့်ကြရဲပေါ့နော်နောက်ပြီးတော့ဒီဟာကြီးကိုယနေ့ ချိန်မှာတော့နန်းတော်အဖြစ်သုံးတာတော့မရှိတော့ဘူးအဲဒါပေမဲ့ဟိုးရုံးကဒါကကျင်းအောင်ဖြစ်သုံးခဲ့တယ်ဆိုတဲ့ဟာတွေကိုလည်းအကျင်းအောင်နေရာတွေလည်းလာကြည့်ကြတယ်ဒီနေရာကတော့ဗဲမိပြာကောင်းဖြတ်ခံရတာပေါ့ဒီနေရာကတော့ဗဲမိပြာကိုဘလို့ထင်းသိမ်းခဲ့တာပေါ့ဒီနေရာမှာတော့ဒီအဲဟာ Princess of the Tower ရဲ့သူ့ရဲ့ကလေးရဲ့အယူတွေကိုတွေ့တဲ့နေရာပေါ့အဲအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုနေရာတွေကိုတွားပြီးတော့ကြည့်ကြတယ်လေ့လာကြတယ်ပြီးတော့တခါတည်းရမှာလည်းဒီနေရာတွေမှာပန်းဆိုင်ပွဲတို့ အမှ puppies တို့ပေါ့နော်ပြန် installation 2014အဲ့လိုပွဲတွေလုပ်တယ်ပြီးလို့ရှိရင်အဲ project တွေထိမ့်သိမ်းဆောင်ရှား UNESCO ကထိမ့်သိမ်းထားတယ်ဆိုတော့လေထိမ့်သိမ်းဆောင်ရှားမှုလုပ်ရတဲ့ project တွေလည်းရှိတယ်ပေါ့နော်အဲ့ဒီလိုမျိုးလွန်ခဲ့တော့1066ခုနှစ်လောက်ကနေပြီးတော့မှ ယနေ့တက်တိုင်းရှိနေတယ်ဒီ London of Tower ရဘလောက်တောင်များပြောပြစရာ ပုံမြင်နေဇလန်နေရှိနေမလဲနော်သူစီမာဝမ်းနဲ့ကြည်ခွဲစရာတွေလည်းအများကြီးရှိနေမယ်ရက်ဆက်ကြမ်းကြုံမှုတွေလည်းရှိမယ်လူတွေရဲ့မျိုးစုံသောစိတ်ထားတွေတနာစရာကောင်းတာတွေအများကြီးအများကြီးရှိနေမယ်တမိုင်းဝင်နေရာကြီးတစ်ခုဆိုလည်းမပါဘူးပေါ့နော်ဆိုတော့လူမျိုးစုလူမျိုးတစ်မျိုးရဲ့အကြောင်းကိုတည်တည်ချာချာလေ့လာနိုင်မယ့်နေရာတစ်ခုလို့လည်းယူဆပါတယ် ဆိုတော့ကဲလို့များလန်ဒန်ကိုရောက်ခဲ့တယ်ဆိုလို့ရှင်ရဲ့ဒီ Tower of London ကိုလည်းတရောက်လေ့လာလို့ရရင်ရတဲ့ခွင့်ရရှိခဲ့ရင်လေ့လာခဲ့ကြပါဦးဒါရီကတော့ London of Tower ရဲ့အကြောင်းကိုလေးလာသိရှိသလားမှတ်သားမိသလားပြန်လည်ပြီးတော့ပြပြခြင်းပဲဖြစ်ပါတယ်လူပတ်ချက်တင်ရရှိခဲ့တယ်ဆိုလို့ရှိရင်လည်းနားလည်ပေးကြဖို့မိတ္တရက်ခံအပ်ပါတယ်ကျေးဇူးတူပဲတင်ရှိပါတယ်